ကြခင်မှာ2026ကိုရောက်တော့မယ်เนาะ2026ကဖုန်းရွှေအရာဆိုလို့ရှင် Fire Horse မီးမြင့်နှစ်ကိုကြားရောက်မှာ ဖြစ်ပါတယ်ဒီနှစ်အတွင်းမှာ တကယ်ကိုအောင်မြင်မဲ့စီးပွားရေးလုပ်ငန်းတွေအကြောင်းကို ကျွန်မပြောပြပါမယ်မီးမြင့်နှစ်မှာအောင်မြင်မဲ့စီးပွားရေးလုပ်ငန်းတွေကတော့အင်ချမ်းမြေစီးပွားရေးလုပ်ငန်းတွေစားတောက်ဆိုင်လုပ်ငန်းတွေ information technology media လုပ်ငန်းတွေ ဆောက်လို့ရလုပ်ငန်းတွေအောင်မြင်သွားမှာဖြစ်ပါတယ်တကယ်လို့ကိုကဒီလုပ်ငန်းတွေတဲကတခုခုကိုလုတ်ကင်ဖို့စဉ်းစားထားရဆိုရင်တော့လုတ်ကင်ဖို့ကျမကအကြံပေးတင်ပါတယ်တကယ်ကိုအောင်မြင်ပါလိမ့်မယ်ဒါမှမဟုတ်ကိုကဒီလုပ်ငန်းလေးကိုလုတ်ကင်နေပြီးသားလုပ်ငန်းရှင်တယောက်ဖြစ်တယ်ဆိုရင်တော့ကျမက congratulation လို့ပြောချင်ပါတယ်။ရှင်တို့ရဲ့အောင်မြင်မဲ့ခုနှစ်ကိုရောက်ပါပြီ။ဒီနေ့မှတတိထားရမယ့်လုပ်ငန်းလေးရှိပါတယ်။အဲ့ဒါကတော့ တဲယူပို့ဆောင်ရေးလုပ်ငန်းတွေငါးဖက်လုပ်ငန်းခီးသွွားလိုက်ရေးဝန်ဆောင်မှုလုပ်ငန်းတွေကတော့အထူးသတိထားရပါမယ်။ဘာကြောင့်လဲဆိုတော့ဒီလုပ်ငန်းတွေက water ကိုကိုစားပြုထားတဲ့ရေစွမ်းအင်ပါဝင်တဲ့လုပ်ငန်းတွေဖြစ်ပါတယ်။လာမယ့်နှစ်ကမီစွမ်းအင်အားကြီးတဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့မီနဲ့ရေဟာစွမ်းအင်ပဏိပခကာလကိုကြုံတွေ့ရမှာဖြစ်ပါတယ်။ မီးကိုကိုစားပြုတ်ပြီးမွေးလာတဲ့လူတွေကတော့သူတို့ရဲ့ကိုပိုင်စွမ်းအင်နှစ်ဖြစ်ပါတယ်။ကိုကိုတိုင်ကမီးစွမ်းအင်အားကောင်းထားရဲ့ဆိုရင်တော့စွမ်းအင်နှစ်ထပ်ကွန်ဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ပိုင်းဆိုင်ရာအရန်ကိုမှဘန်းနေဖြစ်ပြီးတော့မှစောတကားတက်ချင်တဲ့စိတ်တွေစိတ်အလိုကြီးရာတွေစိတ်မောပန်းရာတွေကြုံလာနိုင်ပါတယ်။ batch weight ဒါပေမဲ့စီးပွားရေးအရတော့ငွေကြီးကြီးတူတက်မဲ့ခုနှစ်ဖြစ်ပါတယ် congratulations ပါ တစ်တက်နဲ့ရေတက်ကို ကိုစားပြုတ်ပြီးမွေးလာတဲ့လူတွေကတော့နည်းနည်းလေးကယူဆက်ရပါမယ်။ ကိုရေငွေကြေးရေးလေးတွေကိုနည်းနည်းလေးထိန်းထားဖို့လိုအပ်ပါတယ်။ရင်းနှီးမြုပ်နှံတာတွေကိုခဏလေးထိန်းထားပါအောင်ရှင်။2026မှာတော့မလုပ်ပါသေးနဲ့哦။2026ခုနှစ်အတွင်းမှာအိမ်ချမ်းမြေဝယ်ယူစုဆောင်ဖို့စဉ်းစားနေရတဲ့ဆိုရင်တော့စပြီးတော့မှလုပ်ဖို့အကြံပေးချင်ပါတယ်။2026ကအမြင့်တက်လေအကောင်းနေနေဖြစ်ပါတယ်။ ခြုံငုံပြီးပြောရလို့ရှိရင်မီးဆိုတာကစီးပွားရေးတိုးတက်မှုကိုကိုစားပြုထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ fire horse ဖြစ်တဲ့မီးကိုမှမြင်းအရန်လှည့်မြန်တွက်လက်ပြီးတော့မှအမောပန်းခံနိုင်တဲ့ animals ကိုကိုစားပြုထားတဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ငွေကြီးအရာအချိန်အဟုန်နဲ့တိုးတက်လာမဲ့ နှစ်ဖြစ်ပါတယ်ရှင်ဒါကတော့ခြုံငုံသုံးသက်ချက်ပါတဦးနဲ့တဦးစွမ်းအင်ကိုစားပြုမှုခြင်းပေါ်မှာမူတည်ပြီးတော့မှရလက်တွေကတော့တူမှာမဟုတ်ပါဘူးကျမကဒါဟာတမ်းတိထားရမယ့် information လေးတစ်ခုကိုပြောပြပေးတာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့လုပ်ငန်းအတွက် ကိုကဘာစနေ check information နဲ့ဖုန်းရွှေအကြံပေးမှုရယူခြင်းနဲ့ဆိုရင်တော့ချက်ကိုဆက်သွယ်နိုင်ပါတယ်ချက်ကတော့ဖုန်းရွှေပညာရှင် ဖုန်းရွှေအကြံပေးတယောက်ဖြစ်ပါတယ်ဂျေမိုဖြစ်ပါတယ်ရှင်ဂျေစစ်တင်ပါတယ်